ဆရာကအရှောင်လွဲလို့မရပါဘူး။ အသက်ကြီးလာတာနဲ့အများကျမတို့တွေကိုကြွေးမွေးပြူးစုဆောက်ရှောက်ခဲ့တဲ့ဖေဖေမေမေဖူးဖူးဖွားတွေကလည်းအသက်ရွယ်ကြီးရင်လာခဲ့ပါပြီအသက်ကြီးလာတဲ့အခါမှာကိုခံကနဲလာတယ်လို့တာမာမှုအားနဲလာပြီးတော့ရွာကတွေကိုခစားရနိုင်ခြေကလည်းများလာပါတယ်ဒီတော့ချစ်ရတဲ့မေမေဖေဖေဖူးဖူးဖွားတို့တမန်နေစေဖို့အတွက်အသက်ရွယ်ရလာတဲ့အခါမှာဘလူရောဂါတွေဖြစ်တတ်တယ်လဲဆိုတာကိုသိထားဖို့လိုပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဖူးဖူးဖွားတွေမှာအဖြစ်များတဲ့ရောဂါတွေအကြောင်းကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင် များတဲ့ပထမဆုံးယောဂါတစ်ခုကတော့အာဟာရချို့တဲ့တာပါအာဟာရချို့တဲ့တာကအသက်ကြီးပိုင်းတွေမှာအဖြစ်များတဲ့အကျမ်းမာရေးပဒနာတစ်ခုပါပဲ။သွားတွေကအရင်ကလုံမတန်ပါတဲ့အခါမှာအစာအသိမစားဖြစ်တော့တာမျိုးတွေရှိနိုင်ပါတယ်။ဒီတော့လုံလောက်တဲ့အာဟာရကိုမရရှိရကနေပြီးတော့မှအာဟာရကချို့တဲ့လာပါတော့တယ်။ အာဟာရချို့တဲ့အခါမှာဆိုလို့ရှိရင်ကိုဟန်းနေတာတွက်သားတွေအားနေတာမျိုး ဖြစ်လာတော့တယ်။ဒါကြောင့်မို့လို့ချိရတဲ့တကြီးရိုတွေကျမနေစေဖို့အတွက်အစားအသောက်တွေကိုတိကျပြင်ဆင်ပေးစေချင်ပါတယ်ရှင်။နောက်ထပ်အဖြစ်များတဲ့ယောဂါတစ်ခုကတော့သိမြင်မှုဆိုင်ရာကျမ၏ကုသနာတစ်ခုပါပဲ။သိမြင်မှုဆိုတဲ့နေရာမှာပေါ့နော်။တွေးတော်နိုင်စွာ၊တင်ယူနိုင်စွာ၊မှတ်မိနိုင်စွာနေပါပါဝင်နေတာပါ။လူကြီးတွေမှာအဖြစ်များတာကတော့အသက်ရွယ်ရလာတာကြောင့်သတိမေ့လျော်တဲ့ဒမန်ရှာယောဂါပါ။ဒမန်ရှာယောဂါကလူကြီးတွေမှာ ခန်းစားရနိုင်တဲ့အခြားသောနာတာရှည်ယောဂါတွေဖြစ်ကြတဲ့ဆေးဝါးတလွဲသုံးဆွဲမီယာစီဂျိုကေတိုစိတ်တက်ကြတာတွေနဲ့နီတူအဖြစ်များလာတဲ့ယောဂါတခုပါပဲနော်နောက်တစ်တခုကတော့စိတ်ကျန်းမာရေးပါစိတ်ကျန်းမာရေးကတော့အရွယ်မျိုးစုံမှာခန်းစားရနိုင်ပေမဲ့အသက်အရွယ်ကြီးလာတာကြောင့်စိတ်သွားတိုင်းကိုမပါနိုင်တဲ့လူကြီးတွေမှာပိုပြီးတော့အဖြစ်များပါတယ်အရင်ကလောက်ငွေမရှာနိုင်တော့လို့အရင်ကလိုမကျန်းမာလို့ဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့စိတ်တက်ကြတာကိုခန်းစားရနိုင်ပါတယ်လူကြီးတွေတော်တော်များများကစိတ်ကျန်း မ်းမာရေးကိုခန်းစားနေရပြီမဲ့တတိမပြုမိတာမကူးတာပဲထားတာတွေကြောင့်ကုကုကိုတေချောင်းတန်တန်မျိုးတွေအထိဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ချိန်ရတဲ့သူတွေကိုတေချာလေးစောက်ကြည့်ပြီးတော့အထိမတန်စေဖို့အတွက်လည်းအဖော်ပြုပေးပါနော်။နောက်ထပ်တစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာအထူးကိမှုပါ။အသက်ကြီးလာတဲ့အခါမှာဆိုလို့ရှိရင်ထွက်ပါရီအရိုးတွေကအရင်ကလောက်မတန်ဆွမ်းနိုင်တာကြောင့် ချော်လဲတာအပါအဝင်မတော်တဆထိခိုက်နိုင်ခြင်းကတော်တော်လေးများလာပါတယ်။အယိုးပွားတဲ့အခါမှာအယိုးကျိုးလာတဲ့မျိုးတွေကိုလည်းခံစားရနိုင်ပါတယ်။ဒါကြောင့်အိမ်မှာလူကြီးမိဘတွေရှိမယ်ဆိုလို့ရှိရင်တော့ထိခိုက်နိုင်ခြင်းနည်းစေဖို့အတွက်တိတ်ချာလေးကူးစိုက်ပေးပါနော်။နောက်ထပ်တစ်ခုအနေနဲ့ကတော့အာယုံခံနိုင်စွမ်းကြာလာတာပါ။အသက်ကြီးလာတဲ့အခါမှာမျက်စိမှုံလာတယ်၊နားလေးလာတယ်ဆိုတာကအာယုံခံနိုင်စွမ်းကြီးကြာလာတာပါ။ဒါကြောင့်ပုံမှန်အမြင်အာယုံစစ်ဆေးတာအကြအာယုံစစ်ဆေးတာမျိုးတွေကိုလုပ်ပေးပါနော်။လိုအပ်လို့ရှိရင်မြင့်မှန်လုပ်ပေးရ နာကြက်ကရိယာတက်ပေးတာမျိုးတွေကိုလည်းလုပ်ပေးလို့ရပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ဂရင်းကျမ်းမာရေးပါ အသက်65နှစ်ထက်ကျော်ပြီးတော့တဘာဝသွားတွေကိုပိုင်ဆိုင်မှုဖြစ်နိုင်တော့ပါဘူးအသက်ရလာတာနဲ့အများသွားတွေကလည်းတက်စီလာတက်ပါတယ်သွားဖြည့်စီတာကနောက်ဆက်တွဲအနေနဲ့အဟာရချို့တက်တာကိုဖိစိတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်သွားနဲ့ဂရင်းစစ်ဆေးမှုတွေကိုလည်းလုပ်ပေးပါနော်နောက်ဆုံးတစ်ခုအနေနဲ့ကတော့စီမထိတ်နိုင်တာဝမ်းချုပ်တာပါအသက်ရရလာတဲ့အခါမှာအာဟာရမျှတအောင်မစမ်းမိတာရည်တောက်နေတာတွေကြောင့်ဝမ်းချုပ်တာကိုခစားရနိုင်ပါတယ်။စက်မိုင်းနဲ့ညှို့တဲ့အကိုလေးချိန်ကိုမထိမ့်သိမ့်မိတာ။စက်မာတဲ့ဆက်သွားမှုပုံစံကိုမကျင့်သုံးတာ လေ့ကျင့်လာမလုပ်တာတွေကြောင့်စီရင်ကြက်သားကရော့ပြီးတော့စီမထိန်နိုင်တာနဲ့ဝန်ချုပ်တာတွေခွန်စားရနိုင်ပါတယ်။အခုပြပြပေးခဲ့တဲ့ကျမကြီးပြဿနာတွေရှိမယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့ကုသမှုကိုချက်ချင်းခံယူဖို့အတွက်ပြောချင်ပါတယ်ရှင်။ဒီလောက်ဆိုလို့ရှိရင်လူကြီးတွေမှာအဖြစ်များတဲ့ယောဂလေးတွေကိုတစောလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။